ားလုံးပဲမြင်္ဂလာပါကျွန်တော်ကတော့အိဆာတရားမိတ်တီစီကိုင်းတော်မြတ်ကြီးကဆရာအောင်ရဲထူပဲဖြစ်ပါတယ်ဒီနေ့ခုနှစ်နေဖွာရှစ်နှစ်သားသမီးတွေအတွက်ကျွန်တော်ရုပ်ဖတ်ပွားများပတိစိတ်နေတဲ့ခါရတော်တပုတ်အဲ့ဒါလေးကိုဒီနေ့မျှဝေပေးပါမယ်ခါရတော်ရဲ့နာမည်ကတော့အိဆာတရားဂါရာတဲ့အဲ့တော့အိဆာတရားဂါရာဆိုမှတော့ လူတရရတဲ့ကာရာပေါ့နော်အိဆာတရဆိုတာကလူတရရတာကိုပြောတာအဲ့တော့လူတရကာရာဒီကာရာလေးကလည်းအလုံးကြားဘူးနေကြလိမ့်မယ်ဒါပေမဲ့လို့ဘာကာရာမှမသိကြဘူးမယွဖြစ်ကြတာလည်းရှိတယ်တချို့ယွဖြစ်တယ်ဘလို့စွမ်းထက်မှမသိကြတာလေးတွေရှိမယ်အဲ့တော့အိဆာတရားကာရာလေးကိုကျွန်တော်ဒီနေ့ညဝေပေးမယ်ကျွန်တော်ကိုယ်တိုင်လည်းနေ့စဉ်မပြတ်ရွတ်ဖတ်တယ် ပတိတွေစိတ်တယ်ပေါ့လေနော်အဲသူရဲ့ထူးခြားချက်ကဘာတွေရှိလဲဆိုတော့ကိုယ်မှာလိုချင်မှုတစ်ခုစန္ဒာလေးတစ်ခုပေါ့လေနော်မဖြစ်နိုင်တာကြီးကိုတော့မတောင်းတနိုင်ပေါ့အဖြစ်နိုင်တဲ့အရာလေးတွေကိုယ်မှာလိုအပ်ချက်လေးတွေရှိလာပြီဆိုလို့ရှိရင်တောင်းတတဲ့ခံမျိုးမှာအလိုလိုပြည့်စုံလာတယ်ပေါ့လေနော်လက်ထဲမှာငွေကြေးပြတ်တော့မယ်ဟေးဆိုလို့ရှိရင်ကိုတောင်းတလိုက်တာနဲ့ငွေလေးတွေကသူ့အတူဝင်လာတယ်ပေါ့လေနော် ကိုမထင်မှတ်ထားတဲ့နေရာကနေရောငွေကြီးလေးတွေရရှိတတ်တယ်အဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်လည်းငါဒီလိုဟာလေးလိုချင်လိုက်တာလို့စိတ်ကနေပြီးတော့ဖြစ်ပေါ်တဲ့ခံမျိုးတွေမှာအကိုလိုချင်တဲ့အရာလေးတွေကရရှိလာပါတယ်ပေါ့လေနော်ဒါကလည်းထုံမဘေကာရာကိုပဲရွတ်ရွတ်ထုံမအစွမ်းထက်တာပါဆိုတဲ့ခါကျတော့ထုံမထုံဆိုတဲ့ဥ္စာကကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့လည်း တက်ဆိုင်ပါတယ်ဘေကာရာကိုရွတ်ရွတ်မစွမ်းဘူးဆိုတာကကိုယ့်ရဲ့ကိုကျင်တရားစောင့်ထိန်အပ်တဲ့သီလဒါတွေမစင်ကြဲပဲနဲ့ရွတ်တယ်ဆိုလို့ရှိရင်လေကာရာတော်တွေကအစွမ်းထက်မှာမဟုတ်ဘူးရွတ်ပါပွားများပါများမှသာလျှင်ကာရာသည်ထုံလာတာ ထုံမှလည်းအကျိုးပေးလာတာပေါ့လေနော်အရင်ဆုံးတော့အလေးအကျင့်ရအောင်ယူဖို့လိုတယ်เนาะမနက်အိယာထ မိုးလင်းပြီဆိုတာနဲ့မျက်နှာတစ်တဲ့ချိန်မှလည်းညော့ထမင်းစားတဲ့ချိန်မှလည်းညော့เนาะနေခင်းနေလဲအနားယူနေတဲ့ချိန်မှလည်းညော့ညာဘက်ရောက်သွားပြီဆိုလို့ရှိရင်လည်းဖျားရှိခိုးတဲ့ချိန်ပတိစိတ်တဲ့ချိန်မှလည်းယူဖက်ပွားများပတိစိတ်တဲ့သူတွေဟာဆိုလို့ရှိရင်တတိယရာနဲ့ညော့နှုတ်ကနေပြီးတော့မှသွားရင်လာရင်လည်းညော့အဲ့လိုညော့ပါများလာပြီဆိုလို့ရှိရင်ခါတာတော်တွေရအလေးချင်ရနေပြီးတော့မှထုံလာတတ်ပါတယ်เนาะထုံလာတတ်တယ်ထုံလာတဲ့ခါမှဆိုလို့ရှိရင်တော့ဒါ နတ်တကြားတွေအဲတမာဒီဝနှကောင်းနှမြက်တွေကနေပြီးတော့စောင့်ရှောက်ပြီးပေါ့စောင့်ရှောက်တဲ့အခါကျလို့ရှိရင်ကိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့အရာလေးတွေအဲဖြည့်ဆည်းပေးတတ်ကြတယ်အလူတန်းတွေလှုပ်ခြင်းနဲ့ကိုယ့်လက်ထဲမှာပစံမရှိဘူးဆိုရင်တော့မှသူကသူလှူဖို့တန်းဖို့အတွက်ရလာတတ်တယ်နော်အဲ့ဒီအိဆာပေရကာရာတော်မြတ်ကြီးကိုကျွန်တော်ကနေပြီးတော့ဒီနေ့မျှဝေပေးပါမယ်လိုက်ပြီးတော့ရေးမှတ်ထားကြပါနော် ဲ့တော့အိသတိယကာရတော်မြတ်ကြီးကတော့ဘုဒ္ဓောမိတရဏံအိညာဏတိဘုဒ္ဓံတရဏံဂိသာမိဘုဒ္ဓံပူဇိမိနာဘိယံတုခံအိစီတံဓမောမိတရဏံအိညာဏတိဓမ္မံတရဏံဂိသာမိဓမ္မံပူဇိမိနာဘိယံတုခံအိစီတံတံဃောမိတရဏံအိညာဏတိတံကံတရဏံဂိသာမိတံကံပူဇိမိ နာဗျံဒုက္ခအိစိတဧတိနာသစ္စာဝိဇ္ဇေနာသုတိမေဟောတုဇေယမြင်္ဂလံကာရာတော်ကတော့အဲ့ဒီဥစ္စာပဲဖြစ်ပါတယ်အဲ့ဒါအိစာတယကာရာဖြစ်ပါတယ်ဒီကာရာတော်ကိုယုံယုံကြည်ကြည်နဲ့စိတ်ကနေပြီးတော့မှရုပ်ဖတ်တည်းစေပွားများမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေလိုချင်တဲ့ဆန္ဒလေးတွေပြည့်ဝလာပါလိမ့်မယ်လို့ဒါကာရာတော်ကြီးကညွှန်းဆိုထားပါတယ်နော်ဒီကာရာတော်မျက်ကြီးကလည်း အဲကေလာသာတောင်ဆရာတော်ဖရာကြီးကနေပြီးတော့မှချီးမြှင့်ထားတဲ့ကာရာတော်မြတ်ကြီးဖြစ်ပါတယ်နော်မြတ်စွာဘုရားရဲ့ဒီတရဏဂုံ၃ပါးနဲ့အဲ့ဒီဥစ္စာကိုအဓိက ပွားများတာပေါ့နော်သူကသူ့ရဲ့အတိတ်ပဲကတော့ဘာလို့ဆိုလိုချင်တာလဲဆိုဗုဒ္ဓမေတ္တရဏအဉ္ဉဏ္ဏတိဆိုတဲ့ဥစ္စာက ဖះမှာတော့ဘာကိုးကွယ်ရမရှိပါလေနော်ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာတရဏံကိုးကွယ်စည်းကဲ့ရာဟူ၍ကိစ္ဆာမိပူဇော်ပါ၏ပေါ့လေနော်ပြီးရင်ဗုဒ္ဓံပူဇေးမိဘုရားရှင်ကိုရှိခိုးတဲ့ဥစ္စာနော်ဗုဒ္ဓံပူဇေးမိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာရှိခိုးပူဇော်ပါ၏နော်ပြီးရင်သူ့နောက်မှာပါတဲ့နာဗျံဒုက္ခအိစိတံဆိုတော့နာဗျံဆိုတာကဘေးမရှိတာပေါ့လေနော်ဘေးမရှိရဒုက္ခချမ်းသာခြင်း နော်ဒီဘေးရန်ရည်တွေကင်းစင်ပါပြီးတော့ချမ်းသာခြင်းတွေရရှိပါစေဆိုတဲ့ဥစ္စာအဲ့ဒီဥစ္စာကိုပရိစိတ်တဲ့သူများအနေနဲ့တရားရှင်လုံးပရိနဲ့တနေ့ကိုပရိတစ်ပတ်လောက်တော့အနည်းဆုံးပုံမှန်စိတ်ပေးကြပြန်ပြီးတော့ရွတ်ပြပေးမယ်ဘုဒ္ဓမေတ္တရဏံအဉ္ဉဏ္ဏတိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇေမိနာဗျံဒုက္ခအေစီတံဓမ္မောမေတ္တရဏံအဉ္ဉဏ္ဏတိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပူဇေမိ နာဗျံဒုက္ခအိစိတံတံဃောမိတရဏံအဉ္ဉေနတိတံဃံတရဏံကိစ္ဆာမိတံဃံပူဇေမိနာဗျံဒုက္ခအိစိတံအေဒီနာသစ္စာဝိဇိနာသူတိမေဟောတုဇေယမြင်္ဂလံတဲ့အဲ့ဒီဥစ္စာကိုရွတ်ဖတ်ပြီးပြီဆိုလို့ရှင်ပတိတလုံးချเนาะအကုန်လုံးပြီးမှာပတိတလုံးချပါ ပရိဒလုံးချပြီးပြီဆိုရင်နောက်တစ်ခေါက်ထပ်ပြီးတော့ရုပ်ဗုဒ္ဓမေတ္တရဏအဉ္ဉဏ်ဏ္ဌိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇေမိနာဗယံဒုက္ခအေစီတံဓမ္မမေတ္တရဏအဉ္ဉဏ်ဏ္ဌိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပူဇေမိနာဗယံဒုက္ခအေစီတံသံဃောမေတ္တရဏအဉ္ဉဏ်ဏ္ဌိသံဃံတရဏံကိစ္ဆာမိသံဃံပူဇေမိနာဗယံဒုက္ခအေစီတံအေတိနသစ္စာဝိဇ္ဇိနသုတိမေဟောတုဇေယမင်္ဂလံဆိုလို့ အလိုယူပြီးပတိတလုံးချရွတ်ဆိုနေတဲ့အချိန်မှလည်းစစပြီးတော့ရွတ်ရွတ်မဲ့သူတွေအခုမှစပြီးတော့ရွတ်ဖတ်ပြီးတော့ပတိစိတ်မဲ့သူတွေကတော့အနတ်အတိတ်ပဲတွေကိုမပြန်နဲ့ဟိုပုံမှန်လေးပဲဒီတိုင်းနှုတ်ကနေရွတ်အောင်နှုတ်ကနေပြီးတော့မှရွတ်ဖတ်တာများလာပြီဆိုတော့မှနှုတ်ကနေလည်းရွတ်မယ်နော်ဝစီကန်အမှုနဲ့နှုတ်ကနေလဲယွတ်မယ်စိတ်ကနေပြီးတော့လဲဒီဂုံတော်လေးရဲ့အနက်အတိတ်ပဲဟာသာပြန် နော်ဘာသာပြန်ရင်းနဲ့ယူပေါ့ဗုဒ္ဓမေတ္တရဏအញ្ញာဏထီလို့ယူလိုက်တာ ਨੇ စိတ်ထဲကနေပြီးတော့လေမြတ်စွာဘုရားမှာတပါးကိုးဝေးရမရှိဆိုတာလေးကိုဘာသာပြန်နေပြီးသားအဲ့လိုလေးဖြစ်ရမယ်ပေါ့လေနော်အဲ့လိုယူဖတ်ပေါ်မှာပွားများပါ ड़ी များလာပြီဆိုလို့ရှိရင်ကံကုံတော့ကထုံလာပါလိမ့်မယ်အခုချက်ချင်းယူအခုချက်ချင်းထုံတာမျိုးတော့မဟုတ်ဘူးပေါ့နှစ်နဲ့ချီပြီးတော့ယူရမယ်နော်ရွတ်ပါများပြီးတော့ရွတ်ဖတ်ပွားများသူရဲ့ကိုကျင့်သီလ ဆရဏတွေအပေါ်မှာပါရမီအနည်းများလိုက်အစွမ်းထက်ကြပါတယ်နော်ယုံယုံကြည်ကြည်လေးနဲ့ရုပ်ဖတ်ပွားများပါအိစာတယဆိုတဲ့ဂါရာတော်အတိုင်းပဲလူတိုင်းတရပါတယ်ခင်ဗျာဂျေဇူးမြတ်ကြီးတင်တယ်ဒီနေ့မှာကျွန်တော်မျှဝေပေးတယ်ဒီဂါရာတော်မြတ်လေးနဲ့ကိုက်ညီတဲ့သူများရုပ်ဖတ်တရေစေခြင်းနဲ့သူများယူသုံးလို့ရပါတယ်ခင်ဗျာလိုက်ပြီးတော့ရေးမှတ်ထားလိုက်ပေါ့လေနော်ရေးမှတ်ထားလိုက်ပြန်ရုပ်ပြပေးပါမယ် ဗုဒ္ဓောမိတရဏံအဉ္ဉဏတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇေမိ နာဗိယံဒုက္ခအေစီတံဓမ္မောမိတရဏံအဉ္ဉဏတ္ထိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပူဇေမိနာဗိယံဒုက္ခအေစီတံတံဃောမိတရဏံအဉ္ဉဏတ္ထိတံဃံတရဏံကိစ္ဆာမိတံဃံပူဇေမိနာဗိယံဒုက္ခအေစီတံဣတိနသစ္စာဝိဇိနာသုတိမေဟောတုဇယမြင်္ဂလံအလားဒီပဲရှိပါတယ်နော် အဲ့ဒီဥစ္စာလေးကိုနေ့စဉ်မပြတ်ပုံမှန်ရွတ်သွားမျက်နှာတက်တဲ့ချိန်မှလည်းရွတ်ထမင်းစားတဲ့ချိန်မှလည်းရွတ်နားတဲ့ချိန်မှလည်းရွတ်ညရောက်တော့အိခန်ဒီခါမှလည်းရွတ်နော်ပတိစိတ်တရားထိုင်နိုင်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့နော်ပတိစိတ်မဲ့သူများအနေနဲ့ဒီကာရာတော်တွေကိုကိုယ်ကပတိစိတ်တော်မယ်ဆိုလို့ရှိရင်အရင်ဆုံးပရိက္ခအရင်ကြည့်ရတယ်နော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီး မပစ္စည်းကဗုဒ္ဓရှင်သူမြတ်ကြီးတွေရဟန္တာရှင်သူမြတ်ကြီးတွေလက်ဝဲတော်ရံလက်ရတော်ရံအကသဝကမဟာသဝကရှင်သူမြတ်ကြီးတွေကိုပင့်ဖိတ်မာစီမီအမွေနန္တာတိုင်းတောက်တော်ရေးချမ်းကတ်လို့ဟုတ်ပြီနော်။ဟောပြီးလို့ရှိရင်အခေမွန်ကြီးဆေဘာကိုဝင်းချတောင်းမှပြီးရင်၅ပါးတိလ ခံယူစောက်တည်တရဏဂုံခံယူစောက်တည်ပြီးရင်ကိုယ့်ရဲ့ခန္ဓာ၅ပါးယုံနဲ့၂ပါးမျက်စောဖျားရှင်ကိုတော်မြတ်ကြီးကိုလှူဒန်းဒါဆိုလို့ရှိရင်ပရိကံကပြုပြီးသားဖြစ်တယ်ပရိကံပြုပြီးပြီဆိုလို့ရှိရင်ပတိစိတ်အနေနဲ့ဒါလေးကိုတနေ့တစ်ပတ်တရားရှိလုံးပတိနဲ့ပုံမှန်စိတ်ပြီးပေါ့ဒီထက်ကြာကြာစိတ်နိုင်တဲ့သူကလည်းကိုယ့်ရဲ့တရားအားလေးရောက်စိတ်လို့ရပါတယ်ယုံယုံကြည်ကြည်သားစိတ်ပါတိကြပေါ့မုတ်ချမသွေးထုံလာတာနဲ့အမြအစွမ်းထက်အကျိုးပေးလာပါလိမ့်မယ်တို့ အာမခံပါတယ်။ဂျေဇူးမြားရေးတင်ပါတယ်။ကျွန်တော်ကတော့အိစာသေးရမဟေဒီစေခိုင်းတော်မြတ်ကြီးကအဖဆရာဦးသူရိမင်းရဲ့တာဒတိဆရာအောင်ရဲထူဖြစ်ပါတယ်ခင်ဗျာ။